မိဘပြည်သူများရှင် Prime Media မှာတင်ဆက်မှုဖြစ်ပါရှင်။မနေ့ကဆိုရင်အမေရိကန်သမ္မတ Trump ကနေပြီးလက်မှတ်ရေးထိုးလိုက်တဲ့စာလေးတစ်စောင်ပေါ့နော်။အမိတ်ပြန်ကြားချက်လေးတစ်ခုကြောင့်တော်တော်ကိုပိုလို့ရိုက်သွားတဲ့ကိစ္စလေးတစ်ခုဖြစ်ခဲ့ပါရှင်။အဲဒီကိစ္စလေးကိုကျွန်မအဆအဆုံးသုံးသပ်တင်ပြပါရစေရှင်။ American Federal အစိုးရရဲ့တဲ့မလို့အပ်တဲ့ခန္ဓာတွေနဲ့အဖွဲ့အစည်းတွေကိုပြင်ဆင်ဖွဲ့စည်းဖို့အတွက်ဆုံးဖြတ်လိုက်ပြီးတဲ့အခါမှာမနေ့ကပေါ့နော်၅နှစ်မှာသမ္မတ Trump ကလက်မှတ်ရေးထိုးလိုက်တာပါရှင်။ ဲ့ဒီပြင်ဆင်မဲ့အဖွဲ့စည်းရေးထဲမှာဆိုရင်အမေရိကန်ပြည်ထောင်စုရဲ့ကမ္ဘာလုံးဆိုင်ရာမီဒီယာလုပ်ငန်းတွေကိုစီမံခန့်ခွဲတဲ့အဖွဲ့ဖြစ်တဲ့ USAGM ဆိုတဲ့အဖွဲ့လည်းပါဝင်ပါတယ်ရှင့် USAGM အဖွဲ့အစည်းကတော့ VOA တို့ RFA တို့ရဲ့မိခင်ဌာနသာဖြစ်ပါရရှင်။သမရဟာဒီမိတ်ကိုထုတ်ပြန်ပြီးရနောက်မှာဆိုရင်ဒီ USAGM အဖွဲ့အစည်းရဲ့အထူးကြံပေးပုဂ္ဂိုလ်ဖြစ်တဲ့ Carry Lake ကနေပြီးတော့လဲသမရရဲ့လှုပ်ဆောင်ချက်ကိုပြေဝထောက်ခံပါတယ်။သူ့အနေနဲ့တော့ဖော်ဆောင်မယ်ဆိုပြီးတော့လဲပြောကြားသွားတာမြင်တွေ့ရပါရရှင်။ဒီလိုလက်ခံဖော်ဆောင်ရတဲ့အကြောင်းရင်းတွေကိုလဲဒီအကြံပေးပုဂ္ဂိုလ်ကပြောဆိုထားတာမြင်တွေ့ရပါတယ်။ ဒီထဲမှာထူးခြားတဲ့အချက်တွေနဲ့ကျွန်မမြန်မာနိုင်ငံသားတွေသိရှိသင့်တဲ့အချက်တွေပါဝင်တဲ့အတွက်ကျွန်မအနေနဲ့အသေးစိတ်ပြန်လည်တင်ပြချင်ပါတယ်ရှင်။တို့အနေနဲ့ဒီ agency မှာပေါ့နော်တွေ့ရှိခဲ့တဲ့အကြောင်းအရာတွေကနံပါတ်1ကကြတော့တို့ရဲ့ agency မှာအလွဲသုံးစားမှုတွေလိမ်လည်မှုတွေနဲ့ပြည်သူငွေကိုအလဟသက်သုံးဆွဲမှုတွေပြည့်နှံ့နေတယ်ဆိုပြီးတော့ပြောထားပါတယ်ရှင်။ ဒီလိုပြုံးနှိမှုတွေတက်ကိုတို့အမေရိကန်နိုင်ငံသားတွေအသုံးစိတ်ကြီးစောက်ခံနေရတာပေါ့နော်။ဒါအောင်မတရားလို့လည်းသူကပြောထားပါတယ်။ပြီးတော့တို့ရဲ့ agency တွဲမှာဆိုရင်လည်း that show တွေအကြမ်းဖက်သမားတွေနဲ့အကြမ်းဖက်ထောက်ခံသူတွေဝင်ရောက်လာခြင်းတွေရှိနေတဲ့အတွက်အမျိုးသားလွန်ကျွေးချိုးဖောက်မှုတွေရှိနေတယ်ဆိုပြီးတော့သိရပါရဲ့ရှင့်။ဒီ agency ဆိုတာကတော့ရှင်သတင်းဌာနတွေမှာအကြမ်းဖက်သမားတွေအကြမ်းဖက်အားပေးတွေရှိနေတယ်လို့သူပြောတာပေါ့နော်ဒါကတော့သိတာထင်ရှားပါရှင့်ကျမတို့နိုင်ငံကိုတောင်မှဒီလိုမျိုးနေထိုင်ရှိခဲ့တယ်လေ အဲ VOA တို့ RFA တို့ကနေပြီးတော့ PDF တွေ NUG တွေမြန်မာနိုင်ငံမှာအကြမ်းဖက်သမားတွေဖြစ်နေရဆိုတာသိရတာနဲ့အားပေးလှုံ့ဆော်တဲ့ကိစ္စတွေလုတ်ခဲ့ကြရလေအခုတော့အဲ့ဒါတွေအမေရိကန်နိုင်ငံကတိသွားပြီးရှင့်တိတာတော့နောက်ကျသေးရလို့ပြောရမယ်သိလား နောက်ထပ်တွေ့ရှိတာလေးရတဲ့ project လှုပ်ဆောင်ချက်တွေသူတို့မှာရှိရပေါ့နော်ပြီးတော့စာချုပ်တွေရမုံငွေတွေစတဲ့သဘောတူညီချက်လှုပ်ဆောင်ချက်တွေမှာဆိုရင်လည်းကိုဂျိုးရှာတဲ့ကိစ္စရဲ့အရန်ကိုများပြားနေတယ်လို့သိရပါရဲ့ရှင့်ဒီ agency ရတဲ့အပေါ်ကနေအောက်ခြေထိပေါ့နော်သူတို့အမေရိကန်နိုင်ငံသားတွေဝင်လို့ဝင်ဖို့တွေပေးပြီးရခါမှာမြို့သားလုံခြုံရေးအတွက်လည်းအနေရရှိနေတယ်ပြီးတော့ဒီ agency တစ်ခုလုံးကိုပြန်လည်ပြုပြင်ဖို့အတွက်ဘလို့မှမဖြစ်နိုင်တော့ဘူးဆိုလို့လည်းပြောထားပါရဲ့ရှင့်ပြောရမယ်ဆိုတော့အတိတ်တလုံးလို့ပေါ့နော်အညာကနေပြီးတော့ဟိုးဩဇာအတိတ်ထိကိုအားလုံးဖောက်သွားပြီလို့ပြောလိုက်တာပါရှင့် မနေ့ကဒီမိတ်ကိုထုတ်ပြန်လိုက်တယ်ထုတ်ပြန်ပြီးရခါမှဆိုဒီဖွဲ့စည်းရဲ့အကြံပေးပုဂ္ဂိုလ်ကလည်းဒီမိတ်ကိုလက်ခံလိုက်တယ်ပေါ့ရှင်လက်ခံဖော်ဆောင်မယ်ပေါ့ဒီကိစ္စဖြစ်ပြနေအောင်မှာဆိုရင်အခုဒီဒီ US AGM ဝန်ထမ်းအများစုစီရုပ်တဲ့ email ဝင်လာခဲ့ပါတယ်ရှင်2025ခုနှစ် match လ15ရက်နေ့စနေနေ့ကနေစတင်ပြီးတော့တဲ့သူတို့ပေါ့နော်လာစားတော့ပေးထားမယ်ဒါပေမဲ့အလုပ်တွေနားထားရမယ်ဆိုပြီးတော့ပြောထားပါတယ်ရှင်မင်းတို့အလုပ်ကိုလာစရာမလိုတော့ဘူးပေါ့နော်သူတို့စီမှာအဲ့လို email လေးနေပို့ဆောင်တာပေါ့ရှင်အလုပ်နဲ့ပတ်သက်တဲ့ကိစ္စလေးတွေဆိုရင်လေ ဒါပြင်ကိုနောက်ထပ်အမိတ်တစ်ခုမရမချင်းမင်းတို့ရဲ့အလုပ်တွေကိုစိုင်းငံ့ထားမယ်ပေါ့နော်ဒီတိုင်းလေးပဲထားထားလိုက်မယ်ပေါ့ရှင်အဲ့လိုပုံစံမျိုးပေါ့အလုပ်ပြန်ရမယ်မရအောင်ဆိုတာတေချာခြင်းမရှိဘူးဆိုတဲ့ပုံစံမျိုးတွေ့ရပါတယ်ရှင်ဒီတော့အမေရိကန်ကတော့ရှင်သူတို့ရဲ့ budget ကို short ချတယ်သူတို့ရဲ့အစိုးရပုံစံကိုပြန်လဲတိဆောက်တယ်အကြမ်းမှုတွေဖော်ထုတ်တယ်ပေါ့နော်လေးလွင့်နေတဲ့ဘန်နာရဲ့ငွေတွေကိုပြန်ပြီးတော့စစ်စစ်တယ်ဆိုတဲ့ကိစ္စတွေကသမ္မတ Trump ပေါ့နော်သမ္မတအသက်ပေါ့ Trump ဖြစ်သွားပြီးရဲ့နောက်မှာဆိုရင်ဒါတော်တော်ကြိုးစားလုပ်ကင်ထားမြင်ရပါတယ်တို့လုတ်ကန်ရတဲ့အကြောင်းရင်းလည်းဒါတိတာထင်ရှားပါရှင့်သူတို့က ခံမဲရှိတော့တယ်အခေါ်မဲရှိတော့ဆိုတဲ့သဘောမျိုးဖြစ်နေတာပေါ့နော်အိမ်တိမ်နဲ့တွေ့မယ်ဆိုတော့မှအိမ်တိမ်ကပတ်စံဘလောက်ချမ်းသာချမ်းသာဝင်ငွေထွက်ငွေမမျှလို့ရှင်အကျွေးတင်တယ်ရှင်အမေရိကန်နိုင်ငံမှာလည်းအကျွေးတွေရှိသလိုမျိုးသူတို့ရဲ့ဝင်ငွေထွက်ငွေမမျှတဲ့အတွက်သူတို့မှလည်းအစမပြေမှုတွေအများရှိလာတာပေါ့နော်ဒီတော့ကြာလာလို့ရှိရင်တို့တနိုင်ငံလုံးဆိုင်ရပါရှင်နိုင်ငံတော်အဆင့်လေးဝါးလီခံရတဲ့ကိစ္စကြီးကြုံလာမှာဆိုတဲ့အတွက်သမ္မတဒေါ်နယ်ထရန့်နဲ့အီလွန်မတ်စ်ကပူးပေါင်းပြီးတော့တို့နိုင်ငံရဲ့လေလွင့်နေတဲ့ဘန်နာငွေတွေကိုစစ်စစ်တာဖြစ်ပါတယ်အဲ့လိုစစ်စစ်တဲ့နေရာမှာ ကျမတို့နိုင်ငံကကန့်ကောက်သွားခဲ့တဲ့အချက်လေးလေးရှိပါရဲ့ရှင့်။ဒါလေးကတော့မီဒီယာဘက်ပိုင်းဆိုင်ရာကိစ္စတွေနဲ့ကျမတို့နိုင်ငံကိုလာပြီးတော့ဒုက္ခပေးနေတဲ့အကြမ်းဖက်သမားတွေကရရှိနေတဲ့ထောက်ပံ့ကြေးပေါ့နော်။ဒါတွေအားလုံးကရှေးတောင်းမြစ်တစ်ခုကိုဖျက်ချလိုက်လိုမျိုးပြတ်သွားတာပေါ့ရှင်။ဒီတော့အကြမ်းဖက်တစ်ပင်ကြီးကတစ်ဖြည်းဖြည်းညှိုးပြီးတော့နွမ်းပြီးတော့ပျက်စီးတော့မှာဖြစ်ပါရဲ့ရှင့်။ဒါလေးကတော့မြန်မာနိုင်ငံကကန့်ကောက်မှုတွေတစ်ခုသာဖြစ်ပါရဲ့ရှင့်။ဒီတော့ကျမအနေနဲ့နောက်ထပ်တစ်ပိုင်းပေါ့နော်တင်ဆက်ပေးချင်တာလေးရှိပါတယ်။အဲ့ဒါကတော့အဲ့လိုမျိုး VOA တို့ RFA တို့မှာတာဝန်ထမ်းဆောင်နေတဲ့မြန်မာလူမျိုးတွေရှိပါရဲ့ရှင့်သူတို့တွေရဲ့အနာဂတ်ကရောဘာတွေဖြစ်လာနိုင်ကြလဲဒါလေးတွေတော့ကျွန်မသုံးသပ်ပြီးတော့တင်ပြပေးချင်ပါရဲ့ရှင့်အဓိကတော့အဲ့မှာတာဝန်ထမ်းဆောင်နေကြတဲ့မြန်မာလူမျိုးတွေရဲ့ပကတိအရှိတရားနဲ့အနည်းဆက်ဆုံးပဲကျွန်မသုံးသပ်ပြီးတင်ပြပေးချင်ပါရဲ့ရှင့်ကျွန်မအနေနဲ့အခုသုံးသပ်ချက်လေးကိုဆက်လက်မပြောပြခင်မှာနောက်ထပ်သတင်းတိုလေးတစ်ပုဒ်ကိုလည်းပြောပြချင်ပါရဲ့ရှင့် အဲ့ဒီသတင်းတို့လေးကတော့ Trump ကနေပြီးတော့ထောက်ပြန်ထားလိုက်တဲ့ visa ဘန်ခံရတဲ့နိုင်ငံတွေစင်းနေအများကြီးထွက်လာတယ်ပေါ့နော်အဲ့ဒီမှာမြန်မာနိုင်ငံက Orange Group တွေမှာပါဝင်ပါတယ်ရှင့်အဲ့ဒီ group မှာပါဝင်တဲ့နိုင်ငံတွေရာဆိုရင် business အတွက်ကိုတော့ visa ရနိုင်မယ်။ကျန်တဲ့အလဲပတ်အတွက်တို့ student visa တို့ဆိုတာမျိုးတွေအကုန်လုံးဘန်းပြစ်မယ်ပေါ့နော်။ဘာ visa မှမပေးတော့ပါဘူးရှင့်။ business visa ဆိုတော့မှာပါချီအဲ့လိုမျိုးပေါ့။ဘာပြောရမလဲဈေးပါချီပါချဲပေါ့ရှင့်မရဘူးပေါ့နော်။ပါချီပါချဲတော့မရဘူးတဲ့ဒေါ်လာတန်းတန်းနဲ့အလုပ်လုပ်တဲ့သူတွေတကယ်ကိုတထေးတွေဘောစီတွေမှာပေါ့နော်။အဲ့လိုမျိုးတွေ visa ပေးမယ်ဆိုတော့သိရပါရဲ့ရှင့်။ တော့သူတို့စီမှာဆိုရင်ဗာလဲ golden visa လို့ခေါ်တယ်ဆိုတာရွှေရောင်ရွှေရောင် visa ပေါ့နော်အဲ့ visa ကဒေါ်လာ5သန်းတိတိပေးနိုင်မယ်ဆိုရင်တဲ့သူဒီ visa ကသူတို့စီမှာနေထိုင်ခွင့်ပေါ့အများနဲ့နေထိုင်ခွင့်ကပ်ပေါ့ရှင်အဲ့ဒါရနိုင်တယ်တဲ့ဆိုတော့ဒေါ်လာ5သန်းတိတိပေးနိုင်တဲ့သူဆိုရင်တော့အဲ့ဒီ visa ရပြီးတော့အမေရိကန်မှာနေထိုင်လို့ရပါတယ်ရှင်ဒီတော့ UNG ရဲ့အတွက်ကတော့မျှဝေချက်ရှိပါတယ်။ဘာကြောင့်လဲဆိုတော့တို့ကဒေါ်လာ5သန်းကိုမြန်မာနိုင်ငံသားတွေကိုမျက်ရည်ချူပြီးတောင်းလို့ရတယ်။လေခွက်ခောက်လို့ရတယ်။တို့မှခွက်ရှိတော့တော်သေးရဲ့ရှင့်။အဲ့လိုနေထားလို့ရရှိရပါတော့။ဒါကတော့တို့ရဲ့အားသာချက်လေးတစ်ခုပါရှင့်။ ကျမအနေနဲ့ဒီသတင်းလေးကိုပြောပြရဲဆိုတာကကျမခုနကပြောသွားတဲ့သတင်းနှစ်ခုကိုချိတ်ဆက်ပြီးတော့မှအခုသုံးသပ်ချက်လေးထောက်အောင်ဖြစ်တဲ့အတွက်ဖြစ်ပါရဲ့ရှင့်အမေရိကန်နိုင်ငံရဲ့ပြောင်းလဲမှုတွေကြားထဲမှာမြန်မာလူမျိုးတွေရဲ့ပြောင်းလဲသွားနိုင်တဲ့ဘဝအခြေအနေတွေပေါ့နော်အနာဂတ်ပေါ့ရှင့်အဲ့ဒီသတင်းဌာနတွေမှာလောလောကန်ကြားတဲ့မြန်မာလူမျိုးတွေအားဆိုရင်တဲ့ကျမတို့သိထားတာကတော့တို့လောလောတဲ့ position တွေကပေါ့နော်သတင်းတောက်တွေစီစဉ်တင်ဆက်သူမိပညာသမားနဲ့စီမံခန့်ခွဲဝန်ထမ်းတွေအဖြစ်လောလောကန်နေကြတယ်ဆိုတော့သိရပါရဲ့ရှင့်ပြီးတော့တို့တွေအားဆိုရင်တို့ရုံးတည်ရှိတဲ့နေရာအနီးတစ်ဝိုက်မှာရှိတဲ့မြို့တွေစင်ကြေပုံးရက်ွက်တွေမှာ မြန်မာအများစုနေထိုင်တဲ့နေရာတွေမှာစုဝေးပြီးနေထိုင်ကြရဲဆိုပြီးတော့သိရပါရဲ့ရှင့်ဒီတော့မြန်မာလူမျိုးတွေဟာဒီလိုမျိုးသတင်းဌာနတွေကနေပြီးတော့အလုပ်ပြုတ်သွားခင်မဲ့ဆိုရင်အဲ့ဒီမှာဆက်လက်နေထိုင်ဖို့အရောက်ခက်ခဲသွားပါပြီဒီလိုဗီဇာတွေဖန်ခံရတဲ့ကိစ္စတွေမှာအလုံးပေါင်းပြီးတော့ဆက်ဆက်လိုက်မယ်ဆိုရင်သူတို့ရဲ့ဘဝရည်တည်နေထိုင်မှုဟာတော်တော်ခက်ခဲသွားတဲ့အနေနဲ့ထားမှာရှိပါရဲ့ရှင့်ဒီတော့သူတို့အနေနဲ့ကတော့ကံမကောင်းမှုကအဖော်နဲ့လာတဲ့ဆိုသလိုပေါ့ရှင်တကယ်တော့အဖော်ပေါင်းနေကိုသူတို့စီရောက်လာတာပါပဲ အဲ့လိုရောက်လာတဲ့အခါမှာဆိုရင်ဒါကိုကလည်းကိုယ်နိုင်ငံသားအချင်းချင်းဖြစ်တဲ့အတွက်ပေါ့နော်။အော်သူတို့တွေကြုံရမယ့်အရာတွေကတော့တော့ကြောက်ဖို့ကောင်းတာပဲလို့တော့မြင်အောင်လည်းရှင်း။ဒါပေမဲ့သူတို့မှလည်းဂဲပေါက်လေးရှိပါတယ်။အဲ့ဘာလဲဆိုတော့သူတို့မှရွေးချယ်စရာ၃ခုလောက်တော့ရှိပါတယ်။အမေရိကန်နိုင်ငံမှာပဲတရားမဝင်သူတွေအဖြစ်နဲ့ပေါ့နော်။အလုံးရှိ၊ကံရှိ ။ဥစားပေါ့သူတို့မှလည်းအဲ့လိုလမ်းဘေးအလေးလွင့်နေပါရှိရဲ့လေအဲ့လိုမျိုးနေထားလေးပေါ့ရှင်။အဲ့တော့အဲ့လိုမျိုးနေမလားဒါမှမဟုတ်ထိုင်းနိုင်ငံနယ်စပ်ကိုပြေးမလားဒါမှမဟုတ်မြန်မာနိုင်ငံကိုပြန်လာမလားဆိုရယ်ရွေးချယ်စရာ၃ခုတော့ရှိပါရဲ့ရှင်။ကလသုံးချောင်းထောင်လာဆိုရွေးချယ်စာ၃ခုထွက်လာဆိုမစိုးတော့မစိုးပါဘူးပေါ့နော်နှစ်ခုထက်စာ၃ခုကပိုတယ်ပေါ့အရှင်အဲ့လိုနေထားလေးတော့ရှိပါတယ်ဒီတော့သူတို့တွေကဆိုရင်ဒီရွေးချယ်စရာတွေကိုဆက်လက်ပြီးလှုပ်ဆောင်မယ်ဆိုရင်တော့စိတ်ခေါ်စရာတွေရှင်ဆိုင်ရမယ့်အရာတွေအများကြီးလည်းရှိလာနိုင်ပါတယ် ဘာကြောင့်ဆိုအမေရိကန်နိုင်ငံမှာတရားမဝင်နေသူဖြစ်နေနေထိုင်မယ်ဆိုပြန်တော့လေအမေရိကန်နိုင်ငံတရားမဝင်နေဖမ်းပြီးတော့ထောင်ထဲထည့်တာတွေကိုယ်နိုင်ငံပြန်ပို့တဲ့ကိစ္စတွေလုပ်တယ်ဘောနော်ဒါတွေသူတို့ရင်ဆိုင်ရမယ်ထိုင်းနိုင်ငံနဲ့ဆက်သွားမယ်ဆိုလဲထိုင်းနိုင်ငံမှာအခုနေဆက်မှနေရသူတွေတောင်မှဖမ်းပြီးတော့ပြန်ပို့ခံတဲ့အခြေအနေရှိရတဲ့အတွက်တို့ဟာထိုင်းနိုင်ငံနဲ့ဆက်ကိုသွားမယ်ဆိုရင်လေတရားဖို့လက်နက်ကင်ဖွဲ့စည်းတွေနဲ့ပေါင်းတဲ့ဆက်ဆံပြီးတော့ဒီလက်နက်ကင်တွေနေရနေရာတွေမှာလိုက်နေရတဲ့အခြေအနေမျိုးတွေလုံနိုင်မှာဒါတို့တွေထိုင်းနိုင်ငံနဲ့ဆက်ကိုရောက်ရှိနိုင်မှာဖြစ်ပါတယ်လာနေနိုင်မှာဖြစ်တယ်ပေါ့နော်မြန်မာနိုင်ငံကိုပြန်လာဖို့ဆိုတာပိုဆိုးခါရရှင့်မြန်မာနိုင်ငံမှာ သူတို့လှုပ်ဆောင်ကြရတဲ့လှုပ်ဆောင်ကြရဲ့စိုးချိုခံရတဲ့သူတွေအများကြီးပဲလေဒီတော့သူတို့ပြန်လာမယ်ဆိုသူတို့ကိုစောင့်ပြီးတီးမဲ့လူကအများကြီးပဲရှင့်အနေထားလို့တော့ရှိရပါတော့ဒီတော့မြန်မာနိုင်ငံဆိုးရအနေနဲ့ကလည်းအကြမ်းဖက်အားပေးတဲ့သူတွေအကြမ်းဖက်သမားတွေပေါ့ရှင်ပြောရမှဆိုတော့အကြမ်းဖက်သမားဘက်ကနေရတဲ့သူကအကြမ်းဖက်သမားပဲလေဟုတ်တယ်မလားဒီတော့အကြမ်းဖက်သမားတွေကိုပြန်ပြီးလက်ခံကြအောင်ရအောင်ရတော့မရှိဘူးရှင့်လက်ခံမယ်ဆိုရင်တော့မှဒီရသည့်သူတွေကသဘောကျမှာမဟုတ်ဘူးရှင့် ဒီတော့ပြည်သူနဲ့အစိုးရဒီကောင်တွေကြောင့်စိန်ဝန်းကွဲခံမလားဒီကောင်တွေဝယ်ပစ်ထုတ်လားဆိုတော့ဒါစဉ်းစားကြည့်ပေါ်လွင်ပါရှင်ဒီကောင်တွေဝယ်ပစ်ထုတ်ပါပေါ့ဟုတ်တယ်မပြည်သူနဲ့စိန်ဝန်းကွဲတဲ့ကိစ္စကိုဘယ်ဆိုအောင်လုပ်မှာလဲရှင်းတာလေးရောရှိပါတယ်ဒီတော့သူတို့တော့ကမြန်မာနိုင်ငံကိုကြောက်လာဖို့ကလည်းခက်ပါတယ်အခုတော့ရှိရပါတော့မြန်မာနိုင်ငံပြန်လာပြီးတိတ်တိတ်လေးခိုးပြီးတော့ဝယ်ရှင်းတချောင်းတချောင်းချောင်းမှာကတ်ပြီးတော့ကြွက်တွင်းထဲမှာနေရကြွက်လိုမျိုးနေမယ်ဆိုတော့ အဆင်ပြေတော့ဘောရှင်အဲ့လိုမှမဟုတ်ပဲနဲ့အပြင်ထွက်လာပြီးတော့အလုပ်လုပ်တာတို့မီဒီယာဌာနတွေမှာအလုပ်လုပ်တာတို့လုပ်မယ်ဆိုရင်တော့သူတို့ရရှိနေရဆိုတော့ဒီကလူတွေကသိမှာပဲသိတဲ့အခါကျရင်တရင်ပေးကြမှာပဲရှင်အချင်းကြလို့ရှင်တော့သူတို့ရင်ဆိုင်မဲ့ကြတယ်များပါတယ်ဒီတော့သူတို့အနေနဲ့ကလည်းကျမတို့သိထားရှိပါတယ်ဟိုမြန်မာနိုင်ငံပြန်လာဖို့စီစဉ်တော့မရှိဘူးတဲ့သူတို့အနေနဲ့တခြားနောက်ထပ်နိုင်ငံတခုကူပြောင်းဖို့အတွက်ကိုစ조사မယ်ဆိုပြီးတော့သိရပါတယ်ဆိုတော့နောက်ထပ်စူးစမ်းမှုတစ်ခုကဘာလဲဆိုတော့တို့အနေနဲ့ကိုမီဒီယာတွေကပေါ့နော်ဒီလိုမျိုးဗန်ဒန်ငွေရက်တက်သွားတယ်ဆိုရင်တို့က online မှာရက်တီလို့ရသေးတယ် YouTube တွေရှိမယ်။ဘောစာတွေရှိမယ်ပေါ့နော်စသဖြင့်ပေါ့ရှင်။ဒီလိုမျိုးလား online media အနေနဲ့ရက်တီလို့ရတဲ့အတွက်တခြားအင်အားစုကနေပြီးတော့ fan way ရှာတာ sponsor ရှာတဲ့ကိစ္စတွေပြစ်လုံမှာဖြစ်ပါတယ်။အဓိက OIC ကနေယူဖို့တော့ကတော့ရာဂိုင်းတော့ပုံများပါရဲ့ရှင့်။သူတို့အားနေလို့ရှင်ဒီဘင်တွေရဲ့အကျိုးစီးပွားကိုပြောနေတဲ့မီဒီယာတွေဖြစ်တဲ့အတွက် OIC ကတော့သူတို့ထောက်ပံ့ကောင်းထောက်ပံ့ပါလိမ့်မယ်။ဒါလေးကတော့မနေ့ကဟော့သွားတဲ့တည်ငယ်လေးနဲ့ပတ်သက်ပြီးတော့ကျွန်မသုံးသပ်တင်ပြပေးရဖြစ်ပါရရှင့်။ကျွန်မခုဆက်လက်တင်ပြပေးစံတာလေးကတော့နှစ်ပေါင်း20 30လောက်စောပြီးတော့ ဒီအကြောင်းအရာတွေကိုသိခဲ့တဲ့ပုံကိုတူနဲ့သတ်ဆိုင်ပါတယ်ကျွန်မအားလေးထိတ်ဆက်ပြီးတော့တင်ပြပေးပါမယ်ရှင့်ကျွန်မဟာဆိုရင်1980ခုဘွားဖြစ်ပါရဲ့ရှင့်ကျွန်မတို့1980ခုကနေပြီးတော့1990လောက်ထိပေါ့နော်ဝေးဖွားခဲ့တဲ့လူငယ်တွေရဆိုရင်ငငယ်ရတီဗီဖွင့်လိုက်လို့ရှင့်ကျွန်မတို့အမြဲတမ်းကြားတတ်တဲ့ဆောင်ပုတ်လေးလိုလိုပါလိုလိုပေါ့နော်အဲ့ဒီစကားလေးခုရှိပါရဲ့ရှင့်အဲ့ဒါလေးကျွန်မပြန်ပြောင်းပြီးတော့ပြောပြချင်ပါရဲ့ရှင့် VOA BBC ရန်တိုက်ပေးနေသည် RFA TVB သွေးထိုးနေသည်ခလောက်ဆန်အကောက်ကျန်လေတိုင်းပေါ်ကလူသက်သမား နားမယောင်လေးနဲ့တတိထားဆိုရင်စောင်ပုံလေးတစ်ခုကိုကျမတို့အမြင်နဲ့ကြားရပါတယ်ရှင့်ကျမနိုင်ငံကမြန်မာလူကြီးတွေဟာနှစ်ပေါင်း30လောက်ထိကိုကြုံမြင်ခဲ့တဲ့ဟန်တူပါတယ်ရှင့်အင်မတန်အတိတ်ပဲပြေးသွားတဲ့စောင်ပုံလေးကိုကျမတို့လူငယ်အတွက်ကိုပေးခဲ့တာဖြစ်ပါတယ်ဒီတော့ဒီစာမုတ်လေးနဲ့ပတ်သက်ပြီးတော့ကျွန်မနောက်ထပ်ပြောပြစာအကြောင်းအရာလေးတစ်ခုကထပ်မံပေါ်ပေါက်လာတာပေါ့ရှင်။ဒါလေးကိုကျွန်မဆက်လက်တင်ဆက်ပေးပါမယ်ရှင်။ကျွန်မတို့နိုင်ငံမှာရွေးချောင်းစီးခဲ့တဲ့အရှိခင်ဟာဆိုရင်ကျွန်မတို့အသက်တန်းနေပေါ့နော်။မိခဲ့တာဆိုရေခင်နှစ်ခုရှိပါတယ်။အဲ့ဒါပါလဲဆိုတော့နံပါတ် တက်ကကြတော့88အရေးခင်းဖြစ်ပါတယ်။ဈာထဲမှာနောက်ထပ်အရေးခင်းတွေလည်းဖြစ်ခဲ့တာရှိရပါတော့။ဒါပေမဲ့တနိုင်ငံလုံးတိုင်းတာနဲ့စိုးဝါးစာဖြစ်ခဲ့တာနှစ်ခုတိတိပါရှင်း2021နဲ့88ပေါ့။88အရေးခင်းရဆိုရင်1988မတ်လ12ရက်မှာအင်းစိန်မြို့ဂျိုဘုံအနောက်ရက်ကွက်ဂျိုဘုံဘူရာအနီးမှာရှိတဲ့စန္ဒာဝဲလက်ဖိတ်ဆိုင်မှာចောင်းသားရရန်ဖြစ်တဲ့ကိစ္စနေပြီးတော့စတင်ခဲ့တာဖြစ်ပါရှင့်။ဒီရက်ကွက်ထဲကသူနဲ့ចောင်းသားနဲ့ရန်ဖြစ်တာပေါ့နော်။အဲ့ဒီမှာဟိုရဲတွေထိမ့်သိမ်းမှုနဲ့ចောင်းသားတွေကိုပြန်ပြေးတယ်ပြီးတော့အရေးယူတဲ့ကိစ္စလည်းလုပ်တယ်ပေါ့ရှင်။အဲ့ဒီကနေမကျန်တဲ့မှုတွေဖြစ်သွားပြီးရဲ့အခါမှာအဲ့ဒီအမှပါဝင်တဲ့ ရက်ကွက်သားတယောက်ကိုပေါ့နော်ရဲတပ်ဖွဲ့ကနေပြီးတော့အမှုမထင်ရှားတဲ့အတွက်ပြန်လွတ်ပေးတဲ့ကိစ္စဖြစ်သွားရပေါ့ရှင်။အဲ့လိုဖြစ်သွားတဲ့ခါမှာအကြောင်းသားတွေကမကြမ်းတဲ့ခါမှာဒီလူရဲ့အဲ့ကိုသွားပြီးတော့ရိုက်နှက်ရအောင်နေပြီးတော့ဒီအရေးခင်းကြီးကကြီးမားကျယ်ပြန့်လာတာဖြစ်ပါရဲ့ရှင်။အဲ့ဒီအနေမှာအခွင့်အရေးသမားနိုင်ငံရေးသမားတွေဝင်ရောက်လာပြီးတဲ့ခါမှာအကြောင်းသားတွေကိုသွေးထုံလှုပ်ဇော်တဲ့ချက်ချင်းကြီးပေါ့နော်နိုင်ငံတော်ကဲတင်မဲ့သူရဲကောင်းများအဖြစ်နဲ့စင်တင်ပေးလိုက်ပြီးတော့88သွေးချောင်းစီမဲ့ကိစ္စကြီးပြုလုပ်ခဲ့တာဖြစ်ပါရဲ့ရှင်။ဒီမှာနေ88ကိုမပီလက်တဲ့လူငယ်လေးတွေအတွက်ပေါ့နော် အပတ်ရစာလေးအချို့လည်းပြန်ပြောင်းပြီးတော့ပြောပြပါရစေရှင်၈၈မှာစူပိုကျန်းဖတ်မှုဖြစ်စေဖို့အတွက်လှစတင်ပြီးတော့လှုံ့ဆော်ခဲ့တဲ့နိုင်ငံသမားတွေကစင်ပေါ်မှာနိုင်ငံရေးဟောပြောွက်တွေပြုလုပ်ကြရရှင်အဲ့လိုပြောပြုလုပ်တော့ဆင်ပေါ်နော်ဘာပြောလဲဆိုတော့နိုင်ငံရေးပါတီမထောင်ဘူးအာဏာမရှိဘူးဆိုပြီးတော့ လူတွေအရင်ကြိုက်တဲ့စကားတွေပြောခဲ့ကြတာပေါ့ရှင်ဒီစကားတွေကိုပါတီကဘယ်သူတွေပြောခဲ့လဲဆိုတာကတော့တက်ရှိထင်ရှားရှိနေတဲ့သူတွေဆိုတော့မှတ်မိပါလိမ့်မယ်ရှင်ဒီနိုင်ငံရဲ့တမလူလဲတွေဟာသွေးကြောက်လဲတဲ့လူငယ်တွေကိုသွေးကောင်းစကားတွေတွင်တွင်သုံးတယ်အုံနောက်ထဲသွေးကောင်းဖြစ်ရှင်တဲ့ဆန္ဒတွေကိုရိုက်သွင်းပေးခဲ့တာဖြစ်ပါတယ်အဲ့ဒီမှာနိုင်ငံရဲ့ပယောဂါဆိုတာကလူငယ်တွေဆိုဝင်ရောက်ပူးကပ်ပြီးတဲ့အခါမှာဆိုရင်မိစ္ဆာဆန်ဆန်သွေးကြွပြီးတော့ပြုတ်လောက်ခဲ့တာဖြစ်ပါတယ် ဒီလိုပြုလုပ်တဲ့အခါမှာမီးရှို့တဲ့လူတက်တဲ့ရဲဝန်တန်းတွေကိုတရွက်ဖြတ်ပြီးတော့တတ်ဖြတ်တယ်။အများပြည်သူတောက်တုံးတဲ့တောက်တုံးဝေကန်တွေမှာအစိတ်ခတ်တယ်။အဲ့လိုအစိတ်ခတ်ပြီးတဲ့အခါမှာဆိုရင်လည်းတရက်ခံရှာပြီးတော့အမျိုးသမီးတွေကိုဆွဆွဲတတ်ဖြတ်တာပြုလုပ်ပါရှင်။အဲ့လိုကဓာတ်ပုံတွေတော့မှတက်ခဲတာရှိပါတယ်။အမျိုးသမီးတောက်ကိုဖမ်းဆီးထားပြီးတော့ရေကန်ကိုအစိတ်ခတ်တဲ့အမျိုးသမီးဆိုပြီးတော့တတ်ဖြတ်တဲ့ကိစ္စတွေပြုလုပ်ခဲ့တာဖြစ်ပါရဲ့ရှင်။တာဂီတာမျိုးနဲ့မှာဆိုရင်လည်းရုပ်ခတ်ထဲမှာရှိတဲ့လူတွေတဲကနေပြီးတော့ပေါ့နော်သူတို့ရဲ့စူပူမှုတွေကိုအမပေးတဲ့လူတွေကိုဆွတ်ထုတ်တယ်ပြီးရက်ခါမှာရက်ခတ်ထဲမှာခေါင်းဖြတ်ပြီးတော့တတ်ခဲ့ပါတယ်ဒီလိုခေါင်းဖြတ်တတ်တာအောင်လည်း တိမ်တယောက် မကြည့်မနေရဘူးเนาะထွက်မကြည့်မနေရဆိုပြီးပြုတ်လုခဲ့တာဖြစ်ပါရှင့်ကျမရဲ့အတော်ကိုယ်တိုင်တော်မှာအဲ့ဒီထွက်ကြည့်ရတဲ့ပြည်သူတွေမှာပါဝင်ခဲ့တယ်ရှင့်မကြည့်မနေရဘူးเนาะလာခေါ်လာတဲ့အိမ်မလေးအဲ့လိုလမ်းထိပ်မှာထွက်လာခဲ့ကြည့်ရမယ်ဆိုပြီးသွားကြည့်ရတာကြတော့အမျိုးသမီးတွေကတတ်တာเนาะသိလားလေဘင်းလီးပြီးတော့တတ်တာရှင့်အင်မတန်ရက်ဆက်တဲ့မြင်ကွင်းပေါ်တော့မကြည့်လို့လည်းမရပြီးတဲ့အခါမှာအဲ့ဒီအလောက်အဲ့ဒီခေါင်းကြီးကိုဒုံးနဲ့ထောင်ပြီးတော့ရက်ွက်ထိပ်မှာထားရတာရှင့်အဲ့တော့ကျမအတော်ကိုယ်တိုင်ကမျက်မြင်ကိုယ်တိုင်မြင်ခဲ့ရတာကိုကျမတို့ပြန်လည်းပြောပြတာဖြစ်ပါရဲ့ရှင့်အဲ့လောက်ထိကိုရက်ဆက်ဆိုးွားခဲ့တာဖြစ်ပါတယ် ။ဒါပြင်ဟိုပြည်သူတွေအတွက်ကိုနိုင်ငံတော်အစိုးရကထောက်ပံ့ပေးထားတဲ့တမဝါယမှာစိုင်နေကိုလည်းဖောက်ထွင်းပြီးတော့ခိုးယူတဲ့ကိစ္စပြုလုပ်ပါရှင့်။လှိုင်းမြို့နယ်မှာဆိုရင်စက်ပြဆက်ယုံကိုဖောက်ထွင်းပြီးတော့ပစ္စည်းတွေရှင်သွားတဲ့ကိစ္စလည်းဖြစ်ပေါ်ခဲ့ပါရှင့်။ ဒီနေ့ဒီလိုမျိုးပေါ့နော်ပစ္စည်းတွေသွားရောက်ခိုးယူတဲ့သူတွေထဲမှာပါဝင်တဲ့သူတွေအခုလက်ရှိကိုတက်ရှိထင်ရှားရှိနေအောင်မယ်လို့ထင်ပါတယ်ရှင့်အခုရွယ်လောက်ဆိုရင်တော့ကျမထင်တယ်ဒီလူတွေကအသက်60 60တန်းတော့ရောက်လောက်ပြီလို့ထင်ပါတယ်ရှင့်သူတို့တွေကောင်းကောင်းကြီးမှတ်မိနေပါလိမ့်မယ်ရှင့်ဒါလေးကိုဟိုလူငယ်အနေနဲ့သိကျင်နေဆိုရင်88ကိုမိခဲ့တဲ့မိပါတွေဦးလေးတွေအတော်ကြီးရှိမယ်ဆိုမေးကြည့်ကြပါနော်88မှာဘလို့လောက်ရက်တွေကိုလောက်ခဲ့တာလဲဆိုတာလေးကိုတိတိကျကျမေးကြည့်လိုက်ပါရှင့်လောက်ခဲ့တဲ့သူတွေကလည်းကိုလောက်ခဲ့တဲ့လောက်ရက်အတိုင်းကိုအမှန်အတိုင်းလေးပြောပြလိုက်ပါလို့လည်းမြစ်တာခံလို့ပါရှင့် 88မှာတတော်ကြီးကိုစူပူပြီးတော့ဗောနော်စိုးဝါဆုတ်ပြတ်နေကြတဲ့ကိစ္စရက်တွေပေါ့ရှင်အဲ့ဒါပြုတ်လို့ပြီးရခါမှာအရန်ကြောက်ဖို့ကောင်းတဲ့ကိစ္စအခုလောလုတ်ခဲ့တယ်တဲ့အဲ့ဒါဘာလဲဆိုတော့အယူတောင်နဲ့လူနာဆွဲကတ်နေရဲ့လူနာတွေကိုကုသတဲ့စေယုံရှိရဲ့ဗောနော်အဲ့လိုမျိုးတိကျခွဲထားတဲ့စေယုံတွေရှိရဲ့တဲ့အိတ်ခစ်ကဆိုရင်အဲ့ဒီစေယုံတွေကိုဖောက်ပြစ်ပြီးတော့အပြင်ကိုထွက်ခိုင်းကြတယ်တဲ့ဒီလူနာဆွဲကတ်နေရဲ့လူနာတွေနဲ့အယူတွေကိုဗောနော်ဆွဲအပြင်ကိုထုတ်ခိုင်းတယ်ထုတ်ပြီးရခါမှာဆိုရင်ဒီအရင်ခစ်ကဒီလူနာယောဂါဆွဲကတ်လို့ရှိရင်ဆေးရကောက်ကောက်မှမရှိရတော့ဘူးသူတို့လက်ချောင်းလေးမရှိတော့ဘူးလက်လေးအတူတူဟို ဒုံးတီလေးဖြစ်သွားပါတော့အဲ့လိုဒုံးတီလေးဖြစ်တာကိုအဲ့ဒီဒုံးတီဖြစ်တဲ့လက်မှာဓာတ်ကိုသူကကတ်လိုက်ပြီးတော့ပတ်တီးနဲ့တေချာစီးပေးလိုက်တယ်စီးပေးလိုက်တော့အဲ့ဒီလူရဲ့ပုံစံမျက်စိရဲ့မြင်အောင်ကြည့်ပါဦးရှင်လက်တူတူလေးမှာဓာတ်တစ်ချောင်းနဲ့ပေါ့နော်အဲ့ဒါကိုလှုပ်လိုက်ပြီးရဲ့ကောင်မှာလူတွေကြားထဲလှုပ်ပြီးတော့လူတွေကိုလိုက်ထိုးခိုင်းတဲ့ကိစ္စတွေလည်းလှုပ်ခဲ့လို့သိရပါရှင့်တော်တော်ကိုရက်ဆက်ရှုပ်မှပြီးတော့စိတ်တစားဆန်ဆန်အောင်လှုပ်ခဲ့တာဖြစ်ပါတယ်နော် အဒီအကြောင်းတွေကိုလိုက်ပြီးတော့တည်တည်ချာသိကျင်နေဆိုတော့လှိုင်းကြီးလေထံဖြစ်ရမှန်းဆိုတဲ့စာအုပ်လေးမှာလူငယ်အနေနဲ့တွားရောက်ပြီးတော့ကြည့်ရှုမှတ်သားတယ်လို့ထင်ပါတယ်ရှင်။အဲ့ဒီမှာပြေဝအတိအကျရေးပေးထားပါတယ်ရှင်။ဒါပြင်88ကိုမိခဲ့တဲ့လူကြီးတွေရှိမယ်။တာဝန်ထမ်းဆောင်ခဲ့တဲ့သူတွေရှိမယ်ဆိုရင်လည်းမင်းမြန်ကြည့်ရမှုတော့ကိုဒီမှာအကြံပြုလိုပါတယ်ရှင်။ဒီသမိုင်းတွေဟာသိတဲ့နယ်လေ။ပြီးတော့88မှာဖြစ်ခဲ့တဲ့ကိစ္စတွေက2021မှာပြန်ဖြစ်လာတယ်ရှင်။သိလား။အဲ့တော့လူငယ်တွေကလည်း2021တော့အော်ကြတာတခုရှိရဲ့။88ကအချိုးတွေတဲ့2021မှာလာမချိုးနဲ့တဲ့။ တို့ကတက်မလို့អော်လာပေါ့နော်ဒါပေမဲ့တက်မလို့ကတို့ပြန်ပြောရမှာအဲ့စကားမှားနေတယ်တို့ပြောတာမှားနေတယ်သလားတို့လှုပ်ခဲ့တဲ့အချိုးအလား88မှာလှုပ်ခဲ့တဲ့အချိုးတွေကြီးပဲသိလားအဲ့တော့တက်မလို့ကတို့ပြန်ပြောရမှာ88မှာလှုပ်တဲ့အချိုးတွေ2021မှာလာမလှုပ်နဲ့ဆိုပြီးပြောရမှာရှင့်ကျမပြောတာမယုံဘူးဆို88သမန်းတေချာသွားဖတ်ပါ2021မှာဖြစ်ခဲ့တဲ့ဖြစ်စဉ်တွေအားလုံးတေချာစွာသွားကြည့်ပါအားလုံးကပုံစံတူညီနေတာမြင်တွေ့ရပါလိမ့်မယ်ရှင့်ကျမကိုဆက်လက်ပြောပြပေးမှာတော့88မှာအင်မတန်ကိုကြောက်ဖို့ကောင်းခဲ့တဲ့မီဒီယာအခန်းကဏ္ဍတစ်ခုသာဖြစ်ပါရှင့် အဲ့ဒီမီဒီယာခန်းကဏ္ဍလေးကိုကျွန်တော်ပြောပြမယ်။1988ခုနှစ်ဩဂုတ်လ6ရက်နေ့မှာဆိုရင်တဲ့ BBC မြန်မာပိုင်းကဏ္ဍဆိုတာထုတ်လွှင့်ပြသခဲ့ပါရှင့်ထုတ်လွှင့်ခဲ့တယ်ပေါ့နော်အဲ့တော့ radio လေးနဲ့နားထောင်ရဲခစ်ပေါ့ရှင့်ည7:45မိနစ်မှာထုတ်လွှင့်ခဲ့တာလို့သိရပါတယ်။အဲ့ဒီသတင်းကတော့အင်းစိန်ထောင်ထဲမှာလုံတိန်တွေကအမျိုးသမီးတွေကျောင်းသူလေးတွေကိုအကြိမ်ကြိမ်ခါကမတရားပြုကျင့်ပါတယ်ဆိုတဲ့သတင်းလေးကိုဒီပြုကျင့်ခံတဲ့အမျိုးသမီးလေးတွေကိုယ်တိုင်ကပေါ့နော်ဟိုလူတွေမေးမြန်းခြင်းအစီအစဉ်ပုံစံမျိုးနဲ့ထုတ်လွှင့်ခဲ့တာဖြစ်ပါရှင့် တို့ဟာဆိုရင်ဒီစင်စင်ထုတ်လင်းဖို့စ조사ခဲ့တဲ့အနေအထားလေးခုရှိပါတယ်အဲ့ဒါလေးကျွန်မပြောပြပါမယ် BBC သတင်းတောက်ဖြစ်တဲ့ Christopher Garner ဟာဆိုရင်1988ခုနှစ်ဩဂုတ်လထဲမှာပဲစမ်းကြောင်းမြို့နယ်ကျွန်းတော်တောင်ရက်ကချမ်းသာလန်အိတ်အမှတ်78ကိုအောင်မျိုးထွန်းရဲ့နေမှာဒီရေဒီယိုထုတ်လင်းချက်အစီအစဉ်ကိုအတန်သွင်းခဲ့တာဖြစ်ပါတယ်ရှင့်စီစဉ်သူကတော့ကိုနေမင်းဆိုတဲ့သူဖြစ်ပါတယ်။ဝိုင်းဝန်းကူညီဆောင်ရွက်တဲ့သူတွေကတော့ကိုထင်မောင်ထွေးကိုထေးအောင်ကိုထေးကျွယ်နဲ့ကိုကိုကိုလက်တို့ဖြစ်တယ်လို့သိရပါရဲ့ရှင့်။ အတန်သွင်းပေးကြတဲ့အမျိုးသမီးတွေကတော့မတ်အင်းငိမ့်သူနဲ့အခြားအကြောင်းသူတို့ဖြစ်တယ်လို့သိရပါတယ်။မတ်အင်းငိမ့်သူကတော့သူ့ကိုအခြားသူတွေကအကူအညီတောင်းတဲ့အတွက်ဘူးမသိပါမသိနဲ့အတန်သွင်းမှုတွေရောက်လာတယ်လို့သိရပါရှင့်။အဲ့ဒီအတန်သွင်းတဲ့အမျိုးသမီးနှစ်ယောက်တည်းကတယောက်ပါဆိုရင်မင်းသားကြီးတယောက်ရဲ့သမီးလို့လည်းသိရပါရှင့်။နောက်တစ်ချိန်ကျမှတာဟာလိန်ညာပြီးအတန်သွင်းခဲ့တာပါဆိုတော့သူတို့လည်းဝန်ခံထားတာသိရပါရှင့်။ဒီရဲ့အတန်လွင့်အစီအစဉ်မတင်ဆက်တဲ့အချိန်မတင်ဆက်မီအချိန်မှာပေါ့နော်။ သူတို့ဒီအတန်သွင်းမဲ့မိန်းကလေးတွေကပြောတယ်တဲ့မရင်းကျင်ခံရတဲ့မိန်းကလေးတွေနဲ့အပြင်မှာတွေ့လို့ရမလားဆိုပြီးမေးတဲ့အခါကျတော့သူတို့အတန်သွင်းခံတဲ့သူတွေကပြောတယ်ပေါ့နော်တွေ့ပေးမယ်တဲ့ပြောပါရှင့်အယုံဆုံးသူတို့ရေးထားတာကိုဖတ်ပြပါဒီစာထဲမှာရေးထားတဲ့အတိုင်းကိုကိုပြောသလိုပုံစံမျိုးနဲ့အတန်သွင်းတာပေါ့ရှင့်အဲ့လိုပုံစံမျိုးပေါ့မသိရင်အင်တာဗျူးလုပ်နေရပေါ့ဒါပေမဲ့ကော်မလေးတွေပြောတာကသူတို့တွေရေးပေးထားတဲ့အတိုင်းကိုပြောရတာပါရှင့်ဒီလိုနဲ့အတန်သွင်းတာကိုတို့လိုချင်တဲ့ပုံစံပေါ့နော်လိုချင်တဲ့အနေထားရောက်တဲ့အချိန်ကိုအထက်တက်ကအတန်သွင်းပြီးတော့ရယူသွားပြီးရဲ့အခါမှာဆိုရင် မရင်းချင်းခံရတဲ့မျိုးသမီးလေးတွေနဲ့တွေ့ပေမဲ့ဆိုပြီးတော့ပြောထားတဲ့ခတိစကားကိုလည်းမသိကြအောင်ဆောင်းသွားတယ်တဲ့အဲ့အချိန်မှာအားတော့လို့အစီလေးတော့အချိန်မရတော့လို့နောက်နေ့မှတွေ့ပေမဲ့ဆိုပြီးတော့မလေးတစ်ပတ်လုံပြီးတော့ထွက်သွားတယ်ဒါကြောင့်အတန်သွင်းပေးလိုက်တဲ့မျိုးသမီးတွေဟာဆိုရင်တကယ်မရေချင်းခံတဲ့မျိုးသမီးတွေပါဆိုတဲ့သူတွေကိုအပြစ်မှာတွေးကဲလိုက်ခြင်းမရှိဘဲနဲ့ဒီဟာကိုအတန်သွင်းခဲ့တာဖြစ်ပါရဲ့ရှင့်။ကျွန်မအနေနဲ့အားလုံးဖောက်ထုတ်ပြီးပြောနေပြီဆိုမှတော့အတန်သွင်းခဲ့တဲ့အစီအစဉ်လေးကိုလည်းပြောပြပါမယ်ရှင့်။အဲ့ဒီအစီအစဉ်ထဲမှာနားထောင်ကြည့်ရတဲ့သူတွေလည်းမှတ်မိမယ်လို့ထင်ပါရဲ့ရှင့်။ အဲ့ဒီကကျမနည်းနည်းလေးကိုပြောပြမယ်ပေါ့နော်ကျမဘေးကန်းကတဲ့မိန်းလေးတွေရဲ့တနာစပွဲအဟင်ကိုရှိုက်တောင်းပန်တန်နေကြားနေရတယ်တဲ့ကျမတို့တပ်ပြီးတော့အချင်းချင်းဝင်လာပြီးတော့မရင်းကျင်ပါတယ်မရင်းကျင်ခံတဲ့မိန်းလေး၉ယောက်မှာဆိုရင်၃ယောက်ကကိုယ့်ကိုတတ်သိသွားခဲ့တယ်ကျန်တဲ့သူတွေကတော့ကိုဝင်ဖြတ်ချရသူဖြတ်ချရတယ်ဘဝပြတ်တဲ့လူကပြည့်ရတယ်ဆိုပြီးတော့အတန်ဒီအတန်ထားနဲ့ပြောဆိုထုတ်လွှင့်ခဲ့တာတဲ့ဒီလိုမျိုးစကားလုံးနေနေပေါ့နော်ဒါအောင်နားထောင်ခဲ့တဲ့သူတွေဆိုမှတ်မိပါလိမ့်မယ်ရှင့် ဒီသတင်းကိုနားထောင်ခဲ့ကြတဲ့ပြည်သူတွေကဆိုရင်ဒေါသတရားကြီးထွားလာပြီးတဲ့အခါမှာအချို့ဆိုနားထောင်နေရင်မျက်ရည်ကျတဲ့တွေခံစားခဲ့ရတယ်ဆိုတော့သိရပါရှင့်အဲ့ဒီခက်ကပေါ့နော်ဒါပေမဲ့သူတို့မသိလိုက်တာတခုကသူတို့အင်မတန်ဝမ်းနေဆိုတာနားထောင်ခဲ့ရတဲ့သတင်းကအလေအညာသတင်းဖြစ်ခဲ့ရဆိုတော့သူတို့လုံးဝမသိခဲ့ပါဘူးရှင့်ဒီသတင်းထုတ်ပြန်ချက်ကိုတဲ့သူက8ရက်8လ1988ရက်နေပေါ့နော်8လေးလုံးအရေးတော်ပေါ်ကိုရှင်သူတို့ပြောနေကြဆယ်အဲ့ဒီအရေးတော်ပေါ်မှာသူကပြင်းပြင်းထန်ထန်လူတွေပေါ့နော်အမုန်းတရားတွေနဲ့ စုမှုလှုပ်ရှားမှုတွေဖြစ်အောင်ရည်ရွယ်ပြီးတော့သူက6ရက်8လ1988ရက်နေ့မှာဒီအတန်တွင်ဇလန်းကို ထုတ်ဖော်ပြီးတော့လွှင့်တင်ခဲ့တာဖြစ်ပါရှင့်ဒါကြောင့်ထောက်ရနေရလွှင့်လိုက်တဲ့အချိန်နဲ့ဒေါသတရားဟာရှစ်လေးလုံးမှာဆိုရင်ကြီးမားစွာပေါက်ပွဲပြီးတော့နိုင်ငံတော်တွေးချောင်းစီးခဲ့ရတဲ့ကိစ္စတွေအများကြီးဖြစ်ပေါ်ခဲ့တာဖြစ်ပါရှင့်ဒီတော့ကျွန်မအနေနဲ့ရှေ့ဆုံးကပြောခဲ့တဲ့စောင်းမလေးနဲ့ပြန်ဆက်မယ်ဆိုတော့ဒီမီဒီယာတွေကသွေးနဲ့အတူပေါ်ထွက်ခဲ့တဲ့မီဒီယာဖြစ်ပါတယ်ဆက်စချင်းပေါ်လာခဲ့ကတည်မမှန်တဲ့မီဒီယာဖြစ်ပါရှင့် ကျမခုနဖတ်ပြတဲ့ခါလေးပြန်ပြီးတော့အကောက်အောင်မယ်ဆိုရင် BBC BOE ရန်တိုက်ပေးနေသည်တဲ့တကယ်လဲရန်တိုက်ပေးနေတာပဲလေအဲ့ဒီရန်တိုက်ပေးမှုကြောင့်ကျမတို့မြန်မာနိုင်ငံသားတွေဘလောက်တောင်တေခဲ့ရလဲရှင့်ဒါပြင် RFA TVB သွေးထိုးနေသည်တဲ့တကယ်လဲသွေးထိုးခဲ့ကြတာပဲလေသွေးထိုးတယ်ရန်တိုက်တယ်မုန်းတီးအောင်လုပ်တယ်သတ်ဖြတ်ဖြစ်အောင်လုပ်တယ်ဆိုတော့လေလိုင်းပေါ်ကလူသက်သမားတွေရှင့်ဒီမီဒီယာတွေကလေဒီတော့ဒီမီဒီယာတွေအခုချိန်မှာရေတောက်မြစ်အဖြတ်ခံရတာကိုကျမတို့မြန်မာနိုင်ငံသားတွေပျော်တာဟာ တရားတယ်လို့ထင်လားမတရားဘူးလို့ထင်ပါလားရှင့်တာမန်ဆိုရင်တော့သူများအလုပ်ပြုတ်တာသူများဒုက္ခရောက်တာကိုကျမတို့ဝမ်းသာရုံထုံးစံမရှိဘူးဒါပေမဲ့လေလိုင်းပေါ်ကလူသက်သမားတွေတတိမမှန်တဲ့လူသက်သမားတွေမီဒီယာလုပ်ငန်းလုပ်ပြီးတော့လူသက်နေတဲ့သူတွေရှင့်လူသက်တာမှတယောက်တစ်ယောက်တက်ခဲ့တာမဟုတ်ဘူးလူပေါင်းမြောက်များစွာခက်ဆက်ဆက်တက်ဖြတ်ခဲ့ကြတာလူချင်းချင်းတတ်အောင်လို့သွေးထိုးခဲ့ကြတာရန်တိုက်လှုပ်ဆောင်ခဲ့ကြတာရှင့်ဒီလိုမီဒီယာတွေပျက်စီးရပျက်စီးကြောင်းလမ်းကြောင်းပေါ်ရောက်သွားတာကိုကျမတို့မြန်မာနိုင်ငံသားတွေပျော်ရဲဆိုတာလုံးဝမမှားပါဘူးရှင့် အင်မတန်တရားမျှတတဲ့ပျော်ရွှင်မှုသာဖြစ်ပါရှင့်။ဒါကြောင့်ကျမအနေနဲ့ဒီနေ့မှဆိုရင်ဒီနေ့လိုနေ့လေးမှဆင်းပါတော့။ဒီသတင်းလေးကိုကျမရွေးချယ်ပြီးတော့တမင်တင်ဆက်ပေးတာဖြစ်ပါတယ်။ဒီလိုမီဒီယာတွေကြောင့်ကျမနိုင်ငံဆုံးရှုံးခဲ့ရတဲ့အရာတွေအများကြီးပါရှင့်။ကျမနိုင်ငံသားတွေတိတ်ဆုံးခဲ့ရတာအများကြီးပါ။ကျမမြန်မာနိုင်ငံသားတွေအယိုးတွေကတွန်ချိန်ရောက်ပြီးနေတူပါရှင့်။ဒါကြောင့်ဒီမီဒီယာတွေကဆိုရင်ကျမနိုင်ငံကိုပြုတ်မှုခဲ့တဲ့အတိုင်းစိုးဝါဆုတ်ပြတ်စွာနဲ့ကြာဆင်းသွားမှာဖြစ်တယ်လို့ကျမအပြည့်အဝယုံကြည်ပါရှင့်။ ကျမတို့ဘာသာမှာဆိုရင်ကိုပြုတ်တော့ကံကိုထံပြန်ပါတယ်တဲ့။ဒါကြောင့်ဒီမီဒီယာတွေမှာလှုပ်လှုပ်တဲ့သူတွေဟာသူတို့ရဲ့ထုံထွင်းချက်တွေဟာမြန်မာနိုင်ငံကိုကောင်းကျိုးတွေရှိခဲ့တယ်ဆိုရင်ကောင်းတဲ့ကံတွေသူတို့စီကိုမကြခင်ရောက်လာမှာပေါ့ရှင်။ဒါပူစရာမရှိပါဘူး။အေးဒါပေမဲ့ကျမတို့နိုင်ငံကိုသွေးချောင်းစီအောင်လုပ်ခဲ့တဲ့သူတို့ရဲ့ထုံထွင်းမှုတွေကြောင့်ကျမတို့နိုင်ငံသားတွေသွေးကွဲရတယ်၊တက်မြက်တောက်တတ်ဖြတ်ရတယ်၊အခုလိုအခြေအနေတွေစိုးရတယ်ဆိုရင်ဒီကံစိုးမှုတွေကလည်းသူတို့စီကိုရောက်ရှိလာမှာဖြစ်ပါရဲ့ရှင်။ ကန်ဆိုးမှသွားရမိုးလိုက်လို့ရွာဆိုတဲ့ဇာကားကအလကားပေါ်လာတော့မဟုတ်ပါဘူးနော်။ဒါကြောင့်ကန်ဆိုးစေတဲ့အရာတွေလှုပ်ထားမယ်ဆိုတော့ပဲတော့တော့မိုးကလိုက်ရွာနေမှာပဲရှင့်။အဲ့ဒီမိုးကအေးချမ်းတဲ့မိုးလည်းဖုတ်ပါအောင်ရှင့်။အပူမိုးအစိမ့်မိုးမျက်ရည်မိုးတွေသာဖြစ်ပါလိမ့်မယ်။ဒါကတော့ကျမအနေနဲ့သတင်းတင်ဆက်မှုလေးအနေနဲ့သုံးသပ်တင်ပြပေးတာဖြစ်ပါတယ်ရှင့်။ကျမတို့ကဘယ်လိုလုပ်ပဲလုပ်လို့ကုသိုလ်နဲ့ရှင်တက်ဖို့လိုပါတယ်။သတင်းမီဒီယာဆိုတာလူတွေအများကြီးနားထောင်နေတာရှင့်။လူတွေအများကြီးရဲ့အတွေးခေါ်တွေတဲကိုကျမတို့ကသွားရောက်နေတဲ့လုပ်ငန်းရှင့်။အဲ့ဒီလုပ်ငန်းထဲမှာအစိတ်တွေမပါဘူးလို့ရယ်။ ကျမတို့ကလူနှစ်ယောက်စကားပြောလိုက်ကိုပြောတဲ့စကားထဲမှာအစိတ်ပါရင်လူတစ်ယောက်ပဲအစိတ်သက်မှာကျမတို့ပြောတဲ့စကားထဲမှာမီဒီယာသမားတွေပြောတဲ့စကားထဲမှာအစိတ်ပါခဲ့မယ်ဆိုရင်နားထောင်နေတဲ့လူက9000ဆိုရင်9000တော့စိတ်သက်မှာရှက်ဒီထဲမှာမှအစ်ညာနေပါတဲ့သူဆိုရင်အစိတ်ကနှစ်ဆသက်မှာဒီတော့ကိုယ့်ရဲ့နှုတ်ထွက်စကားကဘယ်လောက်ထိအရေးကြီးလဲကိုယ့်ရဲ့သတင်းတင်ဆက်မှုကဘယ်လောက်ထိအရေးကြီးလဲဆိုတာကိုစဉ်းစားဆင်ခြင်သုံးသပ်သင့်ပြီလို့ထင်ပါရှင်။ကျမအနေနဲ့မီဒီယာလုပ်ငန်းကိုစိတ်ဝင်စားတဲ့လူငယ်တွေအတွက်ပဲဖြစ်စေမြန်မာနိုင်ငံသားတွေအတွက်ပဲဖြစ်စေစဉ်းစားဆင်ခြင်နိုင်စရာကိစ္စလေးပေါ့ရှင်။ ဒါလေးကိုသမိုင်းတခွေမှာပေါ့ရှင်ကျွန်တော်တို့ကြုံတွေ့ခဲ့ရတဲ့အမှတ်တရတွေအတွေ့အကြုံတွေသမိုင်းမှတ်တမ်းတွေနဲ့ရှင်တွဲပြီးတော့ကျွန်မတင်ဆက်ပေးတာဖြစ်ပါရှင့်မိဘပြည်သူများရှင်ကျွန်မဒီနေ့မိဘပြည်သူများဖိတ်ရက်လေးဖြစ်တဲ့အတွက်ပေါ့နော်ရေးစစ်စစ်ဆွေးနွေးလို့ရတဲ့သတင်းလေးတွေကိုကျွန်မသမိုင်းကြောင်းလေးတွေနဲ့ခြေပြီးတော့ရှင်းပြပေးခဲ့တာဖြစ်ပါရှင့်ကျွန်မနိုင်ငံဆိုရင်မီဒီယာလွှမ်းမိုးမှုကိုခံစားနေရတဲ့နိုင်ငံဖြစ်ပါတယ်မီဒီယာရဲ့အစိတ်တွေပေါ့နော်အစိတ်တွေကြောင့်ပြောင်းလဲကြောင့်မုန်းနေကိုနိုင်ငံတက်မလို့မုန်းနေကိုနိုင်ငံအစိုးရမုန်းနေဘောင်းမုန်းလို့မုန်းမိမှန်းမသိအောင်မုန်းနေကြတာရှင့် တိလားအယောင်မတူလို့မုံနေခါအယောင်တူတဲ့သူရောတက်မြက်ကချစ်နေလားဆိုမချစ်ဘူးမုံကြတယ်အဲ့ဒီအမုံတရားတွေလောင်မြိုက်မှုတွေကြောင့်ကျမတို့နေ့စဉ်နေတိုင်းစိတ်ပင်ပန်းဆင်းရဲနေကြတာရှင့်နောက်ဆုံးလူမှုကွန်ရက်လေးဖွင့်လိုက်တဲ့ဆန္ဒမှာကိုမြင်ကတ်တဲ့လူကိုမြင်ဆစ်ရှေရောက်လာလို့ရှင့်ဘလော့လိုက်မယ်ကြော်လိုက်မယ်ဆိုအတွေ့မရှိဘူးထိုင်ပြီးမုံနေတာတိလားအဲ့ဒီအမုံတရားတွေကိုကိုကိုယ်တိုင်ကလိုချင်နေကြတာဒါမကောင်းဘူးရှင့်တိလားဒါကြောင့်ကျမတို့ကသတင်းတက်ဆက်တိုင်းမှာအမုံတရားလေးကိုရှော့ဖို့မြစ်တာတရားတွေထားတတ်ဖို့ချစ်ချင်းမြစ်တာတွေတက်မြက်ကြမျှဝေတတ်ဖို့အတွက်ကိုအနည်းစိတ်မခွဲခြားဘဲနဲ့ ဗုဒ္ဓဘာသာလမ်းစဉ်နဲ့အညီပြောဆိုဆုံးမတဲ့ကိစ္စလေးတွေလည်းကျွန်မထည့်သွင်းပြီးပြောကြတာဖြစ်ပါရဲ့ရှင့်။ကျမတို့အနေနဲ့အမုန်းတရားတွေရဲ့တန်တွေကိုခန်းစားခဲ့ရနှစ်ပေါင်းများစွာကြာခဲ့ပြီးဒါတွေကိုပြောလို့လားရှင့်။ဆက်လက်ပြီးတော့ဒါတွေကိုရင်ဝယ်ပိုက်ချင်သေးလို့လား။ကျမတို့မပိုက်ချင်ဘူးရှင့်။ကျမတက်နေတော့မုန်းနေရတာပင်ပန်းနေလို့ထင်တယ်။သိလား။လူဆိုတော့မမုန်းတော့မမုန်းတတ်တယ်။ဒါပေမဲ့ကိုမုန်းလို့ရှင့်မျက်စိမှိတ်ထားလိုက်တယ်ကြော်သွားလိုက်တယ်။ဒါမှကန်တဲ့ဘဝနေထိုင်နေလေ။အခုကမုံနဲ့ဆိုရင်ခလုတ်တိုက်တယ်တက်ဖြတ်တယ်ရန်လိုတယ်ဆိုတာမှားရွေးနဲ့ဘဝနေထိုင်နေတယ်ရှင့် ဒီဘဝနေထိုင်နေတဲ့ကိုကျမတို့မြန်မာနိုင်ငံသားတွေစုံစုံမြုပ်လာပြီးဖြစ်တဲ့အတွက်ကျမတို့အခုလိုမျိုးအမြင်မှန်ရဖို့အတွက်ကိုရှားတဲ့လောက်လေးနဲ့ကဲတင်ပြီးတော့တင်ပြဆွေးနွေးပေးနေရတာဖြစ်ပါရဲ့ရှင့်ကျမတို့ brand media ရဲ့သတင်းတင်ဆက်မှုတွေကိုအမြဲတမ်းစိတ်ရှိလက်ရှိနဲ့နားထောင်ပေးကြကြတယ်အပြင်ဝန်းရံကြကြတယ်ပြပပြလို့များအားလုံးစိတ်ချမ်းသာကိုကြမ်းပါကြပါစေကျမတို့ brand media အခွေသားတွေအားလုံးနဲ့အတူတူလှပကောင်းမွန်တဲ့နိုင်ငံတော်သက်စီကိုရှောင်လန်းနိုင်တဲ့နိုင်ငံသားတွေဖြစ်ကြပါစေလို့ကျမတို့ကဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်ရှင်